မင်္ဂလာပါရှင်ချက်ကျော်လေးကြောစားပါတယ်ချက်ကျော်လေးကြောရန်အတွက်ကျမကချက်ပောင်အသုံးပြုပါတယ်ချက်ပောင်ကိုကကြင်းနဲ့ညှက်ပြီးတော့ဒီအယိုးလေးမှာအသားလေးတွေမကန့်ရန်အတွက်ကကြင်းလေးနဲ့လိုက်ပြီးတော့အခုလိုမျိုးလေးလိုက်ပြီးရှင်းလိုက်ပါတယ်ရှင်ချက်ပောင်ကိုတာမန်ပုံစံဆိုရင်တော့ဒီတိုင်းပဲကြော်ကြတာများတော့ပေါ့နော်ဒါပေမဲ့လို့ကျမကဒီနေ့ကအခြားသားလေးဝင်နေတယ်ကျွလဲကျွချင်တယ် ဒါကြောင့်မို့ချက်ပါအောင်ကိုလိုမျိုးလေးလုပ်လိုက်တာပါ။ကတိမရှိဘူးဆိုရင်ဒါအတော့ယူနိုင်ပါတယ်။အစီအပြန်နဲ့တုံးနိုင်ပါရှင်။လောဝရာနည်းနည်းလက်ဝင်နေဆိုပေမဲ့လို့စားကောင်းတဲ့ recipe တစ်ခုဖြစ်တာမို့လို့ကျွန်မဒီမှာမျှဝေခြင်းဖြစ်ပါတယ်ရှင်။ဒီနေ့ကတော့ကြကြကြရန်အတွက်အကြောင်းမို့စာအိမ်မှာရှိတယ် ဆံမုံအစိမ့်မုံကိုအသုံးပြုပါတယ်အရသာထည့်ပါတယ်ရှင်ဒါကတော့အရသာမုံစက်သားမုံမှာရောင်တင်မုံလေးနှင်းငယ်ထည့်ပါတယ်ပြီးတော့ရင်ငံမြားကြီးအနှင်းငယ်ထည့်ပါတယ်နောက်ပြီးတော့ကျွန်မရဲ့ခင်းစီအနှင်းငယ်ထည့်ပါတယ်ဒီတော့ဒါကတော့ငရုတ်ကောင်းနှင်းငယ်ပါငမြားကြီးမချိုက်ခါပဲငမြားကြီးထည့်နိုင်ပါတယ်ပြီးသွားရင်တော့ဆံမုံအစိမ့်မုံထည့်ပါမယ်ဆံမုံအစိမ့်မုံကတော့ကျွန်မဒီမှာ6ဆွန်းလောက်ထည့်တယ်ရှင် ဆံမုံလေးတွေထည့်ပြီးသွားတယ်ဆိုရင်တမအောင်နေပြီးတော့အနည်းဆုံးနိုင်ဝဲတန်နိုင်တော့နှက်ထားပေးရပါမယ်။အကြုံမုံလေးရပါတယ်ဆံမုံလေးရပါတယ်။ဆံမုံရဲ့သဘောတရားကမာပါတယ်။အကြုံမုံရဲ့သဘောတရားကအယောမုံဖြစ်တဲ့အတွက်မာတာလည်းပါမယ်ပြောတာလည်းပါမယ်။ဒါမှမဟုတ်ပဲနေပြီးမြေကောင်းကြီးမောင်လေးနေနေလေးရောထဲချင်တဲ့ဆိုင်နဲ့စိတ်ကြိုက်ပါ။ကျမကတော့ချွတ်ချွတ်ကလေးကြိုက်တဲ့အတွက်ဆံမုံကိုပဲအဓိကထားပြီးတော့အသုံးပြုပါရစေ။ နိုင်ဝဲနောက်ပိုင်းမှာတော့ကျွန်မသူ့ကိုစကြောရန်အတွက်ပြင်ဆင်ပါတယ်ရှင်။ဩရဲကိုစီထည့်ပါတယ်။ချက်သားမကြော်မီကျွန်မမှာရှိတဲ့လှော်ထားတဲ့ငြူသီးကြောက်တောက်တွေကိုထည့်ပြီးတော့ကျွတ်ကျွတ်ကလေးတွေအရင်ဆုံးကြော်ပါမယ်ရှင်။ ယုံဒီသောတောင်းလေးတွေကျွတ်လာတယ်ဆိုရင်တော့ယုံဒီလေးတွေကိုတစ်ဖက်ဖယ်ပါဒီစီထဲမှာယုံဒီ6တောင်းကြော်ထားတဲ့အနံ့လေးရှိနေပါပြီမွေးလဲမွေးနေတဲ့အနေထားလေးဖြစ်ပါပြီရှင်ဒီလိုအနေထားဆိုရင်တော့ဒီစီထဲကို ပထမနှက်ထားတဲ့ကြက်ပေါင်လေးကိုနည်းနည်းလေးကျွန်မမလုံးအောင်ပေါ့နော်နည်းနည်းလေးအပြားလေးကြီးဖြစ်အောင်မလုပ်ပြီးတော့ကျွန်မဒီထဲကိုထည့်ပြီးတော့ကြော်လိုက်ပါတယ် ဲအကြောမဆိုရင်တော့ကြော်တဲ့အခါမှာကျမတို့မီးအလယ်လယ်နဲ့ကြော်ပါတယ်မီးပြင်းနေဆိုရင်ပြင်ကကျပြီးတော့အတွင်းကမကြက်တာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မလို့မီးအလယ်လယ်နဲ့ကြာကြာကြော်ပါတယ်အောက်ဘက်ကနလီရဲလာရင် အထက်အောင်လှန်ပေးပါရှင်ကျမကတော့မိနစ်40လောက်ကြော်လိုက်တယ်မိနစ်40လောက်အထက်အောင်လှန်ပြီးတော့ခေါပေါင်းများစွာကြော်လိုက်တယ်ဆမ်မုံရဲ့အရှိန်ကြောင့်ကြက်သားလေးကတအားကိုကျွနေတယ်။မှုိတ်လည်းမှုိတ်နေတယ်။ ကျမမကကျွန်းတွင်ကြော်ရှိပြီးသားဖြစ်တဲ့အကယ်၍အမားတို့ကမရှိဘူးဆိုရင်ဒီနေရာမှာကျွတ်တွင်ကိုငင်းတိကြော်ပြရနဲ့ကျွတ်တွင်ထဲချူချူကလေးရအောင်ကြော်ပြီးတော့ TC နဲ့ချက်သားကိုပြန်ကြော်နိုင်ပါတယ်။ကျမကကျွတ်တွင်ကြော်ရှိပြီးသားဖြစ်တဲ့အတွက်ဒီနေ့ကျွတ်တွင်ကြော်ကိုတော့ထပ်ပြီးတော့မကြော်ပြတော့ဘူး။ချက်သားလေးနေကြော်ပြီးသွားတယ်ဆိုရင်တော့သူ့ထဲကိုကျမက စ်တုံနီကျော်ချွတ်ချွတ်ကလေးတွေထည့်လိုက်တယ်နောက်တစ်ခါကျတော့ပထမကျော်လာတဲ့ငူတီကျော်ကိုအပေါ်ကနေပြီးတော့ပြန်တင်တယ်စားလို့လည်းကောက်နေမွေးလည်းမွေးရရှင်လောက်စားကြည့်ပါနော်ချွတ်လဲချွတ်နေတာပေါ့ Thank you ပါ